as I do I'm okay Naga me bitch in so near be me me ကိုသားကြီးရဲ့တခြင်းနဲ့ပြီးခဲ့ရလဲဆိုတော့လေအဲ့ဒီရုပ်သေးရုပ်တခြင်းဆိုရင်လည်းနားထောင်ကတကယ်ဦးလေးဟိုအချစ်တခြင်းလေးတစ်ပုတ်ကိုလုံးဝဟိုနားထောင်လို့ကောင်းတယ်ပြီးတော့ဟိုပြောရမယ်ဆိုရင်အာဒုနှစ်ယောက်အကြောင်းဆိုလို့ရှိရင်လေကိုရဲလေးနဲ့ဆိုတာလေဝမ်လေးကလည်းကိုရဲလေးရဲ့ဖန်လေးဟုတ်တယ်။အဲကိုသားကြီးရဲ့ဖန်လေးဟုတ်တယ်ဆိုတော့ဒီတခြင်းလေးကဒီနေ့ညမှာလဲစုံမလားမသိဘူး။အဲ့တခြင်းလေးအရင်နားထောင်ခြင်းနေပါပြီ။ အဲဒီနေ့ကကိုသားကြီးရဲ့ comeback လို့လည်းပြောလို့ရရပါတော့အဲအကိုသားကြီးကဝင်လေတို့နုပညာဆလန်းတဲ့ချိန်ကလေးကအကိုရဲ့ဒီ VCD promotion တွေမှာလည်းလက်မှတ်ထိုးဖို့အတွက်အကိုကနေပြီးတော့တက်သစ္စာကလေးလေးပေါ့အဲဝင်လေတို့ဖိတ်ခေါ်ခဲ့တယ်အဲ့ကလေးကနေပြီးတော့မှအခုဒီနေ့ဆိုလို့ရှိရင်အကိုရဲ့အောင်မြင်ခဲ့တဲ့တည်တခြင်းတွေများစွာကိုပြန်လဲစမ်းသစ်တည်ထွင်ပြီးတော့မှအဲဒါတိခတ်ထားတဲ့ တေးဆီရီအယ်ဘမ်လေးအကိုရဲ့ကမ်ဘက်ပေါ့နော်အဲ့ဒီပွဲလေးမှာလည်းဝမ်လေးကလာရောက်အားဖြည့်ပေးတာပါရှင်ကိုရဲ့တချင်းတွေကဝမ်လေးကဥဖျားနားထောင်ယူပါ යි အဲတချင်းအားလုံးဆယ်ပုတ်ပါတယ်ပေါ့နော်အဲ့ဆယ်ပုတ်လုံးကအကိုကိုယ်တိုင်ရေးခဲ့တဲ့တချင်းတွေထဲမှာမှာအဲဟိုမောင်ချိုးတို့နောက်ပြီးလို့ရှိရင်မအင်းချစ်တို့ အဲကိုရဲလေးတို့နဲ့ဆိုခဲ့တဲ့တချင်းတွေပောက်တချင်းတွေပဲပေါ့နော်ဒါတွေအကုန်လုံးကကိုသားကြီးရေးခဲ့တာဆိုတော့အဲ့တချင်းတွေအကုန်လုံးပြန်တီးပြီးတော့မှအကိုကိုတိုင်းပဲပြန်ဆိုထားတာဖြစ်တဲ့အတွက်တကယ်နောက်ထပ် version လေးတစ်မျိုးရတာရှိရှိနဲ့နားထောင်ရမှာပါဝင်လေးကတော့နားထောင်ပြီးတော့ဝင်လေးကအကုန်လုံးကြိုက်တယ်ဝင်လေးကဆဲဖို့လုံးကြိုက်တယ်ဘာလို့လဲဆဲဖို့လုံးကလည်းပောက်ချင်းတွေပဲဆိုတော့အဲဥမာအငွေ့အက်များလို့ဆိုလို့ရှိရင်အကိုရဲ့ version လေးနဲ့လည်းတစ်မျိုးမိုက်တာပဲအဲပြီးလို့ရှိရင်နောက်မှ A Tchose တီးဆိုထားတဲ့ဒီ Never Give Up ဆိုတဲ့တချင်းကလည်းကိုသားကြီးရဲ့ version လေးနဲ့ ပြန်တီးပြီးတော့ဆူထားဆိုတော့အဲ့သချင်းကလည်းနားထောင်လိုက်တာနဲ့ခွန်အားအပြည့်နေပေါ့နော်အဲတမျိုးလေးနားထောင်လို့ကောင်းပါတယ် chain นี่ก็တော့အကိုရဲ့တချင်းနေရာတော့တကယ်ဟိုဟိုအကြောင်းညာအဖြစ်ရောခိုင်မာတဲ့ music music ပုံစံကြီးဖြစ်တဲ့အတွက်အခုပြန်ပြီးတော့ဒီ band နဲ့ပေါ့เนาะပြန်တီးပြီးတော့มาတေချာလေးရိုက်ကူးထားတာကိုတွေ့ရတဲ့အခါမှာဟိုအရန်အားစိုက်ထုတ်ထားတာလည်းတွေ့ရတယ်ပြီးတော့ဒီ album ကိုမလုတ်ခင်ကတည်းကအကိုကဟိုဒါမျိုး idea လေးတွေရှိရဆိုတော့မင်းကလည်းဟာကောင်းနေချပေါ့နော်ဟိုကိုယ့်ရဲ့တခြင်းတွေကိုဟိုပြန်ပြီးတော့မှဟိုတိတိချာချာတသက်ရက်ကလေးနဲ့အကိုကအားစိုက်ထုတ်ထားဖြစ်တဲ့အတွက်အရင်အားပေးပါတယ်ဟိုဒါဂီတမှာလည်းတကယ်ကိုအကိုရဲ့အလုပ်လုပ်တဲ့အခါမှာလေးလေးနက်နက်နဲ့တိတိချာချာတသက်ရက်လုပ်တတ်တဲ့အချင်းကိုလည်းအဲဝင်လေးကတင်ရပါတယ်ဟုတ်ကဲ့အဲအကိုနဲ့ကတော့ဒီအနုပညာ လုပ်ငန်းမှမဟုတ်ဘူးပေါ့နော်အပြင်မှာလည်းဟိုတယောက်နဲ့တယောက်လည်းအားပေးကြတယ်ပြီးရင်ဟိုစိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ်အကိုကလည်းခွန်အားတွေပေးတယ်အဲ့လိုမျိုးမောင်နှမတကယ်မောင်နှမလိုပဲပေါ့နော်အများရန်ခင်တာဆိုလို့ရှိရင်လည်းဆယ်စုနှစ်တခုကြော်သွားပြီပေါ့နော်ဆိုတော့ဟိုဒီနေ့ပွဲမှာလည်းဝလီကတချင်းလေးကိုစုံမဲ့ကိုကိုရဲ့ချင်းလေးအကိုကိုအားဖြစ်မယ်ပေါ့နော်ပြီးတော့အကိုရဲ့ဒီဘယ်လိုပြောရမလဲ live တက်မဲ့ဒီ ီတချင်းဆယ်ပုတ်လုံးလေဒီနေ့မှာစတက်မှာဖြစ်တယ်တော့အဲ့တချင်းတွေကိုလည်းဒီကမီဒီယာကိုမားတွေရောဒီကဖိတ်ကြားထားတဲ့ဥပညာရှင်မောင်နှမကြီးတွေအတူတူကြည့်ကြမယ်ပေါ့အဲ့ online ပေါ်မှာတော့ကိုသားကြီးရဲ့ပြည်သက်တွေကလည်းဒီတချင်းလေးကိုခန်းစားရမှာပါဘလောက်နေပေါ်မှုရင်းရောက်တော့နိုင်မယ် ပြောလို့ရမှာပို့တယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့အဲဟိုဒီအခွေထဲမှာဆိုလို့ရှိရင်ကိုရဲလေးနဲ့လေဒိုးနှစ်ယောက်အကြောင်းဆိုတဲ့တခြင်းလေးပေါ့နော်အဲ့တခြင်းလေးဆိုလို့ရှိရင်လေဝင်လို့အကြောင်းနဲ့ကနားထောင်ခဲ့တဲ့တခြင်းလေးလေလမ်းခွဲဖို့ဖြစ်နိုင်တော့ပါအဲအဲ့ဒါလေးတွေလေပြီးတော့ရုပ်သေးရုပ်အဲ့တခြင်းလေးဆိုလို့ရှိရင်ဝင်လို့ငယ်လေးတွေကတခြင်းလေးဖြစ်တဲ့တော့အဲအကိုကဘန်နဲ့ပြန်တီးထားတာမိုက်တယ်တော်တော်လေးကိုနားထောင်လို့ကောင်းတယ်ပေါ့နော်ဆိုတော့ဒီအနှစ်ရတာရှိတဲ့တခြင်းလေးတွေကကိုသားကြီးရဲ့ပြည့်တတ်တွေအတွက်လည်းပြန်လဲအမှတ်တရဖြစ်နေမယ်လို့ယုံကြည်ပါတယ် ငငယ်တော့ပဲခင်ဗျာကိုတိုင်းတဲ့ရှင်တဲ့အဲကိုတာကြီးရဲ့တချင်းနဲ့ပြီးခဲ့ရလဲဆိုတော့လေအဲ့ဒီရုပ်သေးရုပ်တချင်းဆိုရင်လည်းနားထောင်ကတကယ်ကိုလေဟိုအချစ်တချင်းလေးတစ်ပုဒ်ကိုလုံးဝဟိုနားထောင်လို့ကောင်းတယ်ပြီးတော့ဟိုပြောရမယ်ဆိုရင်အာဒုနှစ်ယောက်အကြောင်းဆိုလို့ရှင်လေကိုရဲလေးနဲ့ဆိုတာလေဝမ်လေးကလည်းကိုရဲလေးရဲ့ဖန်လေးဟုတ်တယ်အဲကိုတာကြီးရဲ့ဖန်လေးဟုတ်တယ်ဆိုတော့ဒီတချင်းလေးကဒီနေ့ညမှာလည်း ဆိုမလားမသိဘူးအဲ့တရှိလေးအရင်နားထောင်ကျင်နေပါပြီအဲနုပညာသမားတွေရဲ့စိတ်ကလေဟိုအငြင်းတမ်းပေါ့နော်အာခံစားမှုလွယ်တယ်ပြီး emotion ဖြစ်တယ်အဲ့ခါမှာဒီနုပညာလုပ်ငန်းဆိုတာကြတော့စိတ်ပျော်မှ emotion လေးရှိမှပဲဆက်လုပ်လို့ရပါပေါ့နော်အဲ့လိုဆိုတော့ဒီဒီလိုမျိုးပြန်ဖြစ်လာဖို့ဆိုတော့လေကိုသားကြီးအတွက်လေဟိုပြောရမယ်ဆိုမှတ်တိုင်လေးတစ်ခုအနေနဲ့ပေါ့နော်ပြန်လည်ထွက်ပေါ်လာတဲ့အတွက်မလီကတော့အားပေးပါတယ်ဂီတကိုတကယ်ကိုချစ်မြတ်လို့ပြီးတော့ဂီတမှာပါရမီရှိတဲ့သူတွေကဂီတကိုဆက်လုပ်တင်ပါတယ် အဲ့တော့ဝိုင်းလီကအဲ့အတွက်ကို့ကိုအများနဲ့အားပေးနေမှာပါအဲဒီနေ့ပေါ့နော်အဲကိုသားရဲ့ဒီလက်ရွေးစင်တေးများအဘံမှာတချင်းဆယ်ပုတ်လုံးဝတကယ့်ကိုပြိတ္တတွေရင်းနှီးပြီးသားတည်ပြီးသားတချင်းတွေဖြစ်တဲ့အတွက်ဒီတချင်းလေးတွေကိုလည်းပြိတ္တတွေကကိုသားကြီးရဲ့ YouTube platform မှာလည်းအားပေးပါအောင်လို့ပြီးတော့ဝိုင်းလီတို့မောင်နှမတွေနောက်ထပ်လှူရှားမဲ့ဂီတမြေပညာလှူရှားမှုတွေမှာလည်းပြိတ္တတွေကအဲဆက်လက်အားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်